ျမကတော့တင်ဆက်သူမဆန္နာပါပြည့်ရမန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွေမူခင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU ကျူချန်နယ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်မန္တလေးဘက်မှာကို့ဦးလေးအရွယ်လောက်ရှိတဲ့သူကို လူငယ်တွေကလေးလေးလို့ခေါ်ကြတယ်ဒါကြောင့်ခင်မုံဟာ ကိုအောင်နိုင်ကိုလေးလေးလိုခေါ်ရင်ကိုအောင်နိုင်ကတော့ခင်မွန်းကိုမွန်ရယ်လို့ပဲအဖျားတွေခေါ်ရင်တဘောကတော့ချစ်ခင်ယူရတဲ့လက္ခဏာပေါ့ကိုအောင်နိုင်ကအသက်30ကျော်လောက်ခင်မွန်းက18နှစ်လောက်ပဲရှိသေးတယ်ပြောရမယ်ဆိုရင်ခင်မွန်းဟာမန္တလေးသူ စစ်စစ်ပါနေတာကတော့အရှိပြင်းပါပါကိုအောင်နိုင်ကတော့မန္တလေးကမဟုတ်ဘူးမန္တလေးအရှိပြင်းကအိမ်တဲအိမ်ကိုလွန်ခဲ့တဲ့လပိုင်းလောက်ကမှရောက်လာတာပါ အဲ့ဒီအိမ်ကခင်မွန်တို့နှစ်အိမ်ကျော်လောက်မှရှိတယ်။နှစ်အိမ်ကျော်ဆိုပေမဲ့အိမ်ချင်းကတော့အတော့ကူခြားနာတယ်။ခင်မွန်တို့အိမ်ကမိဘလက်ထက်ကစပြီးစောက်ထားတယ်။ပြန်အောင်အိမ်ကလေးပါ။သူဝင် သူချန်လေးနဲ့တက်တက်ရရလေးရှိတယ်။ပြောရမယ်ဆိုရင်အိမ်လေးကိုမြင်ယုံနေအိမ်ရှင်တွေဟာမရှိမရှာတာမန်လူတွေဆိုတာသိသားတယ်။ကိုအောင်နိုင်ရောက်လာတဲ့တိုက်ကတော့ခင်မွန်တို့အိမ်လေးနဲ့နှစ်အိမ်ကြားဆိုပေမဲ့ နောက်ဆုံးပေါ်ခင်မီဒီဇိုင်းနဲ့စောက်ထားတဲ့နှစ်ထပ်တိုက်လှလာပါ ပြီးတော့တိုက်မှာလဲဇလွန်ကအကောင်စားတစည်းရေဒိုတာဟိုင်းလက်၅ကျိတ်ကားအပြားရောင်တန်းတန်းရဲလေးရှိတယ်အစီပားတွေလေးရှိတယ်ဆိုလိုတာကတော့အတော့ကို ချမ်းသာတဲ့လူတွေပါဒါကြောင့်လဲနှစ်အိမ်ကျော်လောက်မှရှိပေမဲ့အဲ့ဒီတိုက်ရှင်တွေနဲ့ခင်မုံတို့မိသားစုဟာမြေဘူးတွေ့ဘူးယုံကလွဲလို့ဟဟပပဆက်ဆက်မှုယင်းနှိမှုတော့မရှိကြတာအမှန်ပါဒါကြောင့်လဲကိုအောင်နိုင်က ဲ့ဒီတိုက်ရောက်လာတာနဲ့ပတ်သက်ပြီးခင်မွန်တို့မိသားစု စိတ်မဝင်စားတာပဲဖြစ်တယ်။ဒါပေမဲ့အဲ့ဒီကိုအောင်နိုင်ရောက်လာပြီးမကြခင်မှာပဲခင်မွန်နဲ့ခင်ခင်မင်မင်ဖြစ်သွားကြတယ်။ခင်မွန်စပိန်တကြီးနဲ့အပြင်ကိုထွက်တိုင်းကိုအောင်နိုင်နဲ့စုံလေးရှိတယ်။ခင်မွန်ကတော့အမတ်မဲ့ပါပဲ။ဒါပေမဲ့နှစ်ခါသုံးခါငါးခါ၆ခါစသဖြင့်ခဏခဏတွေ့လာကြတော့အစပထမပြုံးပြကြတယ်။နောက်တော့မေထူးခေါ်ပြောဖြစ်လာတယ်။ နောက်တယောက်နဲ့တယောက်ဆက်ဆက်ဆူဆူတွေလှုပ်လာကြတယ်။ဒိုဒိုပြောရရင်ခင်မွန်ကကိုအောင်နိုင်ကိုလေးလေးလိုခေါ်တတ်လာပြီးကိုအောင်နိုင်ကတော့ခင်မွန်ကိုမွန်ရယ်လို့အပြားဆုံးခေါ်လာတဲ့အခြေအနေကိုရောက်လာတယ်။အဲ့ဒီလိုရင်းနှီးမှုဖြစ်လာတာနဲ့ပတ်သက်လို့ခင်မွန်ကိုတိုင်ကလည်းခေရဲ့သမီးပြိုလေးတယောက်ပဲဟာမတိပဲရှိပါမလား။ပြီးတော့သူအသက်ကလည်း16နှစ်ပြည့်တော်မင်းဒီတော့ကိုအောင်နိုင်ရဲ့ဆက်ဆက်မုံတို့အကြီးတို့ ်ပြောပုံတို့ကဘလို့စိမ်မျိုးကင်းရောက်နေတယ်ဆိုတော့ခင်မွန်တိလာတယ်ဟုတ်ပါတယ်သူထင်ထားသလိုပါပဲကိုအောင်နိုင်ဟာခင်မွန်ကိုချစ်ချောင်းကြိုက်ချောင်းပြောလာတော့တယ်ဒါကိုခင်မွန်မအံ့ဩပါဘူးတနေ့နေ့တစ်ချိန်ချိန်မှာဒီလိုဖြစ်လာတော့မင်းဆိုတော့ခင်မွန်တိတယ်လေဒါပေမဲ့လေဒီတခါကိုအောင်နိုင်နဲ့တွေ့လို့စိတ်လှုပ်ရှားရတာကတော့ခါတိုင်းလိုပြီးပြီးပျောက်ပျောက်မဟုတ်ဘူးလေစိတ်ထဲမှာဆွဲကြံရင်အောင်ဆွဲလန်းခဲ့ရတာပါ ကိုအောင်နိုင်ရဲ့စကားပြောနေရတာကိုကျင်းနူးနေမိတယ်လို့ကိုအောင်နိုင်ရဲ့မျက်နှာကိုမြင်နေရတာလေခင်မော့ရဲ့စိတ်ထဲမှာပျော့တယ်လို့ခံစားနေရတယ်ဒီလိုပါပဲကိုအောင်နိုင်နဲ့ခိတ္တခဏခွဲနေရတဲ့အခါမှလေသူ့ကိုတတိယနေတတ်တယ်တွေးကျင်တဲ့စိတ်ကဖြစ်ပေါ်နေတတ်တယ်ဒါကြောင့်လေကိုအောင်နိုင်ကခင်မော့ကိုချေရေးဆိုလာတော့ခင်မော့မျောလင့်ထားတာမှန်ပြီမေအခုလိုနှုတ်ကဖွင့်ပြီးမော့ကို လေးလေးသိမ့်ချက်တာပဲကွယ် အဲ့ဒီလိုပြောလိုက်တဲ့စကားကြောင့်ခင်မောအတိုင်းမသိဂျီနုဝမ်းမြောက်သွားမိတယ်။ခင်မောဟာသူ့မိဘတွေကိုလည်းမထိတ်မချန်ဖွင့်ပြောလိုက်တယ်။ဒါကြောင့်မိဘတွေကလည်းငကိုကအမှုမဲ့အမှတ်မဲ့နေလာကြရကောက်ကိုသမီးလေးနဲ့ပတ်သက်လာလို့တော့ကိုအောင်နိုင်ကိုတစေစဆောင်ကြည့်ကြတယ်။စုံစမ်းကြတယ်။ကိုအောင်နိုင်ရဲ့အပြောကတော့ရန်ကုန်ကဝေးတဲ့တောမကြမြို့မကြနေရာလေးကဖြစ်တဲ့အကြောင်းပြောပြတယ်။ဒါပေမဲ့ကိုအောင်နိုင်ကိုမြင်ုံနဲ့ငွေကြေးတောင်းတင်းသူ လောက်ရီကန်ကြီးရှိသူအဖြစ်သိနိုင်နေသူရောက်လာတဲ့တိုက်ကသူ့တငယ်ချင်းဆိုသူကလေကိုအောင်နိုင်တို့မျိုးလေးကိုရောက်ဘူးတာတော့မဟုတ်ဘူးသွားရင်ဟန်လွဲဆိုတာကိုရန်ကုန်မြို့ပေါ်ကအယောင်းဝယ်ကိစ္စနဲ့တွေ့ကြရကခင်မင်ကြတာလို့သိရတယ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီတိုက်ကြီးကကိုအောင်နိုင်ရဲ့တငယ်ချင်းဖြစ်သူကကိုအောင်နိုင်ဟာစိတ်ကောင်းရှိကြောင်းတဘောကောင်းကြောင်းကြံရီဖန်ရီရှိပြီးအယောင်းဝယ်ကျွမ်းကျင်တာမှုမိမတယောက်ကို တင်နောင်းတင့်တယ်ထားနိုင်ကြောင်းတွေပြောပြတယ်။ဒါပေမဲ့နောက်ဆုံးမှာခင်မော့ရဲ့မိဘတွေဟာကိုအောင်နိုင်နဲ့သူတို့သမီးကိုသဘောတူလိုက်ကြတယ်။ဒီနေရာမှာအထင်းငော့လေးတွေတော့ရှိခဲ့ကြသေးတယ်။အဲ့ဒါကတော့ကိုအောင်နိုင်ဟာခင်မော့နဲ့တရားရုံးမှာတက်ပြီးလက်မှတ်ထိုးပြီးမြေအဲ့ဒီချိန်ကကိုအောင်နိုင်ဘက်ကဘသူမှရောက်မလာကြဘူး။မိဘတွေကိုမေးတော့သူငငယ်လေးကလေးကကွယ်လွန်ကုန်ပြီတဲ့။နို့ညီကိုမောင်နှမနဲ့သားချင်းတွေကရောလို့မေးပြန်တော့ သူဟာတူဦးဒီတော်သားပါတဲ့လောလောဆယ်သူနေတဲ့အိမ်ကလေသူနဲ့ဘလို့မှမတော်ကြတဲ့ဒီစိမ့်တွေရဲ့အိမ်နေနောက်ဆုံးမှအဲ့ဒီသူနေတဲ့မိသားစုတွေနဲ့ကိုအောင်နိုင်ဟာခင်မင်သားသူတွေဖြစ်လို့သူတို့ကိုပဲစုံစမ်းရပြန်နေဒါပေမဲ့ပြောခဲ့တယ်လို့ပါပဲသူတို့ကကိုအောင်နိုင်ကို အပြည့်ဝထောက်ခံကြတယ်ဒါကြောင့်လေကိုအောင်နိုင်နဲ့ခင်မွန်တို့အကျင်လင်မြအဖြစ်ပေါင်းသင်းနေခဲ့ကြတယ်အဲ့ဒီချိန်မှာတော့ကိုအောင်နိုင်ဟာသူ့ရဲ့ချစ်စနီးလေးတို့ အိမ်တန်းတန်းလေးတစ်လုံးကိုဝယ်ယူခဲ့ပြီးတင်တောင်းတင့်တယ်ပေါင်းတင်နေခဲ့ကြတယ်။သူတို့ချင်းအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ပေါင်းတင်နေလာခဲ့ကြတာ6လကျော်ဆိုတဲ့အချိန်ဟာခဏလေးလိုတောင်ထင်လိုက်ကြရတယ်။အဲ့ဒီလိုသားရချမ်းမြေ့ပွဲအိမ်တော်လေးတစ်ခုအတွင်ကိုအဲ့ဒီ6လကျော်ဆိုတဲ့အချိန်ကိုရွေလျားလိုက်တာနဲ့တနေ့မှတော့မမျော်လင့်မင်းကျမစိုးတခုကသူတို့ဇနီးမောင်နှံချားကိုဝင်ရောက်လာတယ်။အဲ့ဒါကတော့ရုတ်တရက်ဆိုသလို့ ခင်မောအင်ကနေပျောက်ချင်းမလားပျောက်ွယ်သွားခဲ့တယ်။အဲ့ဒီနေ့မနက်9နာရီလောက်မှာခင်မောဟာဈေးကြုံမှာဝယ်စရာနည်းနည်းရှိတာမို့တယောက်တည်းပဲအင်က ထွက်ခဲ့တယ်။ကိုအောင်နိုင်ကတော့ထုံးစံတိုင်းအယောင်းဝယ်ကိစ္စနဲ့မန္တလေးအရက်လေးမျက်နာကို ရောက်နေတတ်တာမို့အဲ့ဒီအချိန်ကအိမ်မှာမရှိဘူး။ခင်မောအတွက်အဖို့ရအောင်ဆိုပြီးဇလေးနှစ်လောက်သာရှိသေးတယ်။အေးမေဆိုတဲ့ကောင်မလေးတယောက်တည်းအိမ်မှာကြံခဲ့တယ်။နေ့လယ်ဘက်ကိုအောင်နိုင်ပြန်ရောက်လာတော့ ်အင်ပေါ်မာလေးအေးမီကိုဟဲ့အေးမီမောင်ရောဘယ်သွားတလဲဈေးကြောဘက်သွားမယ်လို့ပြောသွားတယ်လေးလေးသွားတာအတော်ကြပြီလားမနက်9နာရီလောက်မှသွားတာဆိုတော့ကြာတယ်လို့လည်းပြောလို့မရဘူးလေးလေးကိုအောင်နိုင်ကအမှုမဲ့ပဲနေလိုက်တယ်ပြီးတော့သူ့အနေနဲ့အိမ်သုံးကားလေးတစ်စီးလောက်ဝယ်ဖို့လေစိတ်ကူးလိုက်မိတယ်နိုးမဟုတ်ရင်ခင်မော်သွားရလာရတာမလွယ်ပြီ သူ့အနေနဲ့လေခရီးများသူမှု ကားဟာလိုအပ်တဲ့ပစ္စည်းတစ်ခုဖြစ်နေတယ်။ဒီလိုနဲ့ခင်မောပြန်ရောက်လာလို့နေဆောင်လိုက်တာညနေဆောင်လာတယ်။ခင်မောရဲ့အရေးရောင်ကိုမမြင်ရသေး။ခင်မောဟာသူမိဘအိမ်မြောက်ဝင်နေသလားဆိုပြီးကိုအောင်နိုင်လိုက်သွားသေးတယ်။ဟိုရောက်တော့လုံးဝရောက်မလာကြောင်းသိရတဲ့ပြင် အင်ကလူကြီးတွေပေါ့ခင်မောအတွက်စိုးရိမ်တလူဖြစ်လာကြတယ်။ကိုအောင်နိုင်ကသူ့အိမ်ပြန်ရောက်တော့ညနေ6နာရီထိုးနေပြီ။ဆောင်းနှဲမို့နေတာလေတူတယ်။ဒါကြောင့်တချို့နေရာတွေမှာ မီးရောင်လေးတွေကိုမြင်စားပြုလာပြီးအိမ်ပြန်ရောက်ရောက်ချင်းအိမ်ပေါက်ဝမှာရက်နေတဲ့အေးမေကိုတွေ့လိုက်ရတယ်။အေးမေတယောက်တည်းကိုသာမြင်လိုက်ရတော့ကိုအောင်နိုင်စိတ်ထဲမှာထင်ကနေခံစားလိုက်ရတယ်။ဘာတို့လဲအေးမေကိုအောင်နိုင်ဟာရောက်မဆိုင်ပဲအေးမေကိုမေးလိုက်တယ်။မမလေးကိုတွေးခဲ့လားလေးလေးကိုအောင်နိုင်ဟာရုတ်တရက်ပြတ်မပြေနိုင်မေအေးမေကိုစူးစမ်းတယ်လို့ကြည်လိုက်မိတယ်။အေးမေရဲ့စကားက ခုချိန်ထိခင်မောအိမ်ပြန်မရောက်သေးဘူးဆိုတဲ့အတိတ်ပဲမျိုးဖြစ်နေတယ်။နင့်မမလေးကို မတွေ့ခဲ့ဘူးအီမီ။ဒါကြောင့်အိမ်ပြန်ရောက်နေပြီလို့ထင်ခဲ့တာ။ဟင်အခုချိန်ထိအိမ်လည်းပြန်မရောက်သေးဘူး။အီမီရဲ့အသံဟာစိုးရိမ်စိတ်ကြောင့်တုန်နေတာကိုကိုအောင်နိုင်သတိထားလိုက်မိတယ်။မိုးစင်စင်သာလင်းရောကိုအောင်နိုင်တမေးမှအိတ်လို့မရခဲ့ဘူး။ခင်မွန်ရဲ့အကြောင်းကိုလည်းဘလို့မှစဉ်းစားလို့မရဘူး။ဒါကြောင့်ကိုအောင်နိုင်ဟာ ရဲစခန်းမှာလူပြောင်းမှုနဲ့တိုင်မဲဆိုပြီးရဲစခန်းကိုထွက်လာခဲ့သည်။အချိန်အစောကြီးပေမဲ့ရဲစခန်းမှာ စခန်းမှုရောသူ့အဖွဲ့သား၃ယောက်ကိုပေါ့ကိုအောင်နိုင်မြင်လိုက်ကြသည်။သူ့ကိုမြင်လိုက်တာနဲ့စခန်းရုံးထဲကလူအလုံးစူးစမ်းတယ်လို့ကြည့်နေကြတာကိုလေကိုအောင်နိုင်က အပူနဲ့လာတာဖြစ်ပေမဲ့သတိတော်ပြုလိုက်မိသည်။စူးစမ်းတယ်လို့ကြည့်နေရကရဲတက်ချက်ကြီးတအူးကလာပါလာပါဘာမြောက်အကြောင်းထူးလို့ပါလေ။ ခရီးရောက်မဆိုင်မှာပဲကိုအောင်နိုင်က ခင်မော်မနေ့မနက်9နာရီလောက်ကဈေးကြိုကိုသွားရကနေခုချိန်ထိအိမ်ပြန်မရောက်သေးတဲ့အတွက်လူပြောင်းမှုတိုင်ကြားကြောင်းပြောလိုက်တဲ့ကိုအောင်နိုင်စကားကိုကြားလိုက်တာနဲ့စကမ်းမှုဖြစ်သူဟာတီးတီးသာသာလှုပ်ရှားဖြစ်သွားရီကဲထိုင်မောင်းပြသူတို့ပြောလိုက်တဲ့အဲ့ဒီချိန်ထိကိုအောင်နိုင်ဟာတောကကိုရင်မာပိုက်ထားရသူမှုပါဇက်ကအကျိုးချောင်းတွေပြောပြနေပြီမေ့ ထိုင်ဖို့ကိုတတိမရပဲမတက်ရနေစေဖြစ်တယ်။ဒါကြောင့်စကမ်းမှုကပြောလိုက်တော့မှခုံမော်မှာထိုင်လိုက်တယ်။အဲ့ဒီအချိန်ကစကမ်းမှုတယောက်တည်းတာမကပဲတခြားလူတွေပေါ့ကိုအောင်နိုင်ကိုစိတ်ဝင်တစားဝိုင်းကြည့်နေကြတယ်။ဒါကြောင့်ကိုအောင်နိုင်ရဲ့စိတ်ထဲမှာထူးခြားတယ်လို့ခံစားလိုက်ရတယ်။အခုချိန်ထိတော့ဒီအထဲကတာဝန်ရှိသူတွေဟာသူ့ကိုအမှုနဲ့ပတ်သက်ပြီးဘာမှမပြောကြသေးဘူး။အဲ့ဒီချိန်မှာပဲရုံကန်းကိုရဲတပ်သားတယောက်ဝင်လာပြီး ကားအဆင်သင့်ဖြစ်ပါပြီဆရာတို့တို့တရင်ပို့ရိဒါကြောင့်စကမ်းမှုဟာထိုင်းနေရာကနေရုတ်တရက်ထားလိုက်တယ်ကိုအောင်နိုင်ကတော့သူ့ကိစ္စထက်အရေးကြီးတဲ့ကိစ္စတခုခုရှိနေလို့အခုလိုသူတို့ကိုအောင်နိုင်ကိုဘာမှမပြောနိုင်ကြတာဖြစ်လိမ့်မယ်လို့ထင်နေဒါပေမဲ့စကမ်းမှုကကဲကိုအောင်နိုင်ကျုပ်တို့နဲ့အတူလိုက်ခဲ့ဗျာကိုအောင်နိုင်ကိုခေါ်ရိကိုအောင်နိုင်ကလည်းရုတ်တရက်မှုဦးချောင်းချောင်းဖြစ်နေရာက ဘူမတိဘာမတိရက်ပြီးစကမ်းမှုနောက်ကိုလိုက်ခဲ့သည်တခြားသူတွေလည်းပါလာသည်ကားပေါ်ကိုရောက်တာနဲ့ကားလေးဟာစကမ်းအတွင်ကမောင်းထွက်လာသည်အခုချိန်ထိသူကိုဘာမှမပြောကြသေးတဲ့ရဲမှုတမ်းများကြောင့်ကိုအောင်နိုင်ရဲ့စိတ်မှအတော့ကိုလှုပ်ရှားနေမိသည်ဘလို့မြအကြောင်းထူးတွေဖြစ်နေပါလိမ့်ရေလို့လေစိုးတထိတ်ထိတ်နဲ့တွင်းနေမိသည်သူတို့ကိုတင်လာတဲ့ကားကလေးဟာပြင်ဦးလွင်ကိုတက်တဲ့လမ်းဘက်ကိုရောက်လာခဲ့သည် ကားပေါ်မှာလူတွေပါလာကြပြီမေစကားတော့တိတ်မပြောကြပြီ အတွေးကိုစီနဲ့ငိမ့်နေကြတယ်အောင်ပင်လေးအဆက်ကတော်တန်လေးတစ်ခုနားရောက်တော့ကားဟာချိုးကွေဝင်လိုက်တယ်ဒါကလည်းလမ်းပေါ်မှာကြိုတင်ဆောင်နေဟန်တူတဲ့အရက်ဝင်းနဲ့လူနှစ်ယောက်ရဲ့အချက်ပြမှုကြောင့်ဖြစ်တယ်ဒါကြောင့်ကားကိုချိုးကွေဝင်လိုက်တယ်ဆိုရင်မေဝေးဝေးမသွားလိုက်ရပြီလူလေးငါယောက်ဝိုင်းရနေတဲ့နေရာနဲ့မနီမဝေးမှရန်လိုက်တယ်စကမ်းမှုကခုံဆင်းလိုက်တာနဲ့ ကိုအောင်နိုင်ကလည်းခုံဆင်းပြီးစကမ်းမှုနဲ့တူလိုက်ခဲ့တယ်။စကမ်းမှုကိုမြင်တော့ကြိုရောက်နေနေတဲ့ရဲယူနေဖောင်းတဲ့ပုဂ္ဂိုလ်2ယောက်3ယောက်ကအချင်းချင်းအလေးပြုလိုက်ကြတယ်။သူတို့ရှိမှရှိနေတဲ့မင်းကလေးရဲ့အလောင်းကိုလည်းပြလိုက်တယ်။ဒါကိုကိုအောင်နိုင်လည်းမြင်လိုက်တယ်။မြေပြင်ပေါ်မှာလဲကြပြီးမရှုမလသေဆုံးနေတဲ့အမျိုးသမီးကိုမြင်လိုက်ရင်ပဲဟမ်မွန်းမွန်းဘလို့ဖြစ်တာလဲမွန်ရဲ့အဖြစ်ဆိုးလာကြည်လား ကောင်နိုင်ဟာမျက်ရည်ဇက်လန့်နဲ့အော်ရင်ခင်မွန်ရဲ့အနီးမှာဒူးထောက်ထိုင်ချလိုက်တဲ့ဘေးကလူတွေအားလုံးကိုအောင်နိုင်နဲ့တေဆုံနေရတဲ့ခင်မွန်တို့ကိုကြည့်ရင်အမျိုးမျိုးထင်မြင်ချက်တွေပေးနေကြတယ်။ဖြစ်ပုံကဒီနေရာမှာအမျိုးသမီးအလောင်းတလောင်တွေ့ရတယ်လို့ရွာသားတချို့ရဲ့သတင်းပေးချက်အရစကန်းကတာဝန်ရှိသူတွေလိုက်လာကြတာပေါ့။ဒီကိုရောက်လို့အလောင်းကိုဆင်လိုက်တော့ဒီအမျိုးသမီးကိုခွန်အားကြီးတဲ့လူတယောက် ဒါမှမဟုတ်၂ရောက်၃ရောက်လောက်ကလေပင်ကိုညှက်တက်ခဲ့တာဖြစ်ကြောင်းတွေ့ရတယ်။တေသူရဲ့မျက်နှာပေါ်ကအညိုမဲဆွဲနေတာ၏။လက်မောင်းမှလည်းပွန်ပဲ့နေတာတွေကို တွေ့ရလို့မတေခင်အကြောက်ကံပြန်ပြီးတော့ခုခံခဲ့လိမ့်မယ်။ဒါကိုလူမတမာသူတွေက ရိုင်းနှက်ပြီးမှလေပင်ကိုညှက်တက်ခဲ့တာလို့ဆုံးဖြတ်ခဲ့ကြတယ်။တေသူရဲ့ကိုပေါ်မှာစစ်စစ်ကြည့်တော့လိမ့်စာပါတဲ့နိုင်ငံသားလက်မှတ်လေးကို တွေ့ရတာကြောင့်တန်ဆိုင်ရရဲစခန်းကိုအကြောင်းကြားရက တိုက်တိုက်ဆိုင်ဆိုင်ကိုအောင်နိုင်ရောက်လာချိန်မှုအခုလိုတပါးလေးခေါ်လာခဲ့ကြတာဖြစ်တဲ့ကိုအောင်နိုင်တိုင်ချက်ဖွင့်လိုက်တဲ့ဆိုရင်ပဲအတွေ့အကြုံရှိတဲ့ရဲမှုဒန်းတွေဟာတေဆုံးသူအမျိုးသမီးရဲ့ယောက်ျားဖြစ်နိုင်တယ်လို့ကြွားစားမိတာကြောင့်ဘာမှမပြောသေးပဲနေကြတာပါ ပြောရမယ်ဆိုရင်ခင်မွန်းကိုအခုရဲရဲဆက်ဆက်တက်ပြဲလောက်အောင်အညိုကြီးတဲ့လူကျယ်လို့လုံးဝစဉ်းစားလို့မရပြီခင်မွန်းဟာရိုးသားပြီးလူတကာနဲ့တဲ့အောင်ဖော်ဖော်ရွရွရှိသူလေးပဲဖြစ်တယ် တေသူခင်မွန့်ရဲ့ငွေထည့်ထားတဲ့အိတ်ရဲ့ပြီးတော့ကိုအောင်နိုင်ကိုတိုင်တံပိုးကြီးကြီးပေးပြီးဝယ်ပေးထားတဲ့လက်ပတ်နာရီလေးရဲ့မရှိတော့ဘူးတပ်သူတွေဟာအဖိုးတန်ကိုယူသွားကြတယ်အဲ့ဒီနာရီလေးဟာရိုးရိုးနာရီလိုထင်ရပေမယ့်အဖိုးတန်ကြောက်လေးတွေစီပြီးနာရီမျက်နှာချက်ကိုဝိုင်းပြီးစီထားတဲ့နာရီပါပြီးတော့လက်ပတ်ကျိုးမှလည်းအင်္ဂလိပ်အခရာနဲ့ခင်မွန့်ဆိုတဲ့ဇာတန်းလေးကိုလည်းလှလှပါပါထိုးထားတယ်ပြောရမယ်ဆိုရင် ကိုအောင်နိုင်ရဲ့အမျက်တနုလက်ဆောင်ပစ္စည်းပါခုတော့ဒါတွေမရှိတော့ဘူးပစ္စည်းတို့ငွေတို့ထက်ခင်မွန်ရဲ့အဖြစ်ကိုမြင်ပြီးမချီအောင်ဖြစ်ရသူကတော့ကိုအောင်နိုင်ပါပြီပစ္စည်းတွေအတွက်တော့သူသိမ့်မနဲ့မျောပြီသူအစစားနဲ့ရှာရင် အခက်အခဲရှိမှာမဟုတ်ပြီနောက်ဆုံးမှာတော့စကမ်းမှုက ကိုအောင်နိုင်ကို ခမရတော်စိတ်မကောင်းပါဘူးဗျဒီအမှုကိုအမြန်ဆုံးပေါ်အောင်လို့ကျွန်တော်တို့ဆက်လိုက်မှာပါထို့သူအားပေးပါရီ ဲ့ဒီနေ့ညနေပိုင်းမှာပဲမန္တလေးကနေပြီးခင်မွန်တို့မိသားစုနဲ့မခင်မိမိအကြောင်းသိတွေဖြစ်တဲ့ကိုအောင်ဝင်းဆိုတဲ့လူကိုရဲကဖမ်းလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုအောင်နိုင်ရဲ့ပြောပြချက်အရဈေးကြိုမှရှိတဲ့ဂျိတ်တမိန်ရောင်းနေဆိုင်တွေကိုလိုက်လံစုံစမ်းလိုက်ရကောက်နောက်ဆုံးမှခင်မွန်ဘာမှမဝယ်ရသေးခင်အခုဖမ်းလိုက်တဲ့ကိုအောင်ဝင်းနဲ့တွေ့ပြီးကိုအောင်ဝင်းနဲ့လိုက်သွားတာကိုမြင်လိုက်ရတယ်လို့ပြောကြတယ်။ဒါကြောင့်ကိုအောင်ဝင်းကိုအမြန်တွေ့ပြီးစစ်ဆေးလိုက်တဲ့အခါ ဟုတ်ပါတယ်။ကျွန်တော်ခင်မုံကိုအရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်လို့ညာပြောပြီးခေါ်လာခဲ့တာပါ။အဲ့ဒီချိန်ကကိုအောင်ဝင်းရဲ့မျက်နှာမှလေးအညိုမဲဆွဲနေတယ်။တယောက်ယောက်နဲ့လုံလာထွေးလာလှုပ်ထားတဲ့ပုံပါပဲ။ဂျာကိုတာဝန်ရှိသူတွေကတေးသေးချာချာကြည့်တယ်။နောက်ပြီးဒံယာတွေကဘာလဲလို့မေးတော့ကိုအောင်ဝင်းကသူမသိတဲ့မျက်နှာစိမ့်နှစ်ယောက်ကသူ့ကိုဝိုင်းထိုးကြတယ်လို့ပြောတယ်။အဲ့ဒီမျက်နှာစိမ့်တွေနဲ့ဘလို့အဆက်အသွယ်ရလဲလို့မေးတော့ ကိုအဝင်းကဘာမှမဖြေတတ်တယ်လို့ဖြစ်သွားတယ်။ဒါကိုရဲတပ်ဖွဲ့ကလည်းပညာသားပါပါစစ်ဆေးခဲ့ရောနောက်ဆုံးမှာကိုအဝင်းကထိန်ချံမထားရတော့ပေတည့်ရဲ့သူ့စီကိုမျက်နှာစိမ်းနှစ်ယောက်လိုက်လာကြတယ်ဆိုတာကစပြောတယ်။အရှိပြင်မာနေတဲ့ကိုအောင်နိုင်ရဲ့မိမခင်မွန်ကိုတီးတယ်မဟုတ်လား။သူတို့မိတယ်။သူကလည်းတီးတဲ့ကြောင်းပြောတော့အဲ့ဒီခင်မွန်နဲ့သူတို့စကားပြောပါတဲ့။ဘာကိစ္စလဲလို့မိတော့ဘာမှမဟုတ်ပါဘူးရိုးရိုးပါ သူ့ယောက်ျားနဲ့အယောင်ဝဲလုံးမဲ့ကိစ္စသူ့ယောက်ျားကိုဖြောင်းဖြောင်းဖြားဖြားပြောပေးဖို့အကူအညီတောင်းမလို့ရတကယ်လို့သူကဆောင်ရွက်ပေးမယ်ဆိုရင်ငွေ9000ကျေးဇူးဆက်တဲ့သဘောနဲ့ပေးပါမယ်လို့ပြောကြတယ်ဒီတော့ကိုအောင်ဝင်းလိုငကိုကချိုးချိုးတဲတဲ့တမားတယောက်ဟာငွေ9000လိုချင်နေစီကတဖွားဖွားပေါ်လာတယ်ဒါကြောင့်ခင်မွန်းကိုသူ့ယောက်ျားကိုအောင်နိုင်က တွေးချင်နေဆိုပြီးညခေါ်လာခဲ့တယ်ခင်မွန်းဆိုတာကလေရိုးရိုးသားသားအမျိုးသမီးဖြစ်တာကတကြောင ကိုအောင်ဝင်းကိုလည်းငငယ်ကလေးကတိတာမို့အာနာပါနာနဲ့လိုက်လာတယ်။တနေရာရောက်တော့ဟိုင်းလက်ကားနဲ့အတင်းဆောင်နေကြတဲ့လူနှစ်ယောက်ကကိုအောင်ဝင်းကိုကားပေါ်တက်ခိုင်းနေ။ကိုအောင်ဝင်းလည်းဘူးမသိဘာမသိနဲ့ခင်မွန့်ကိုကားပေါ်တက်ခိုင်းပြီးသူပါလိုက်လာတယ်။သူတို့နှစ်ယောက်စလုံးနောက်ခန်းထဲကစီးလာကြတယ်။ကားဟာလိုအပ်တာထက်မြန်နေပြီးပြင်ဦးလွင်ကိုသွားတဲ့လမ်းဘက်ကိုရောက်လာခဲ့တယ်။ခင်မွန်ကအကျိုးချောင်းမေးပေမဲ့ကိုအောင်ဝင်းကမဖြေနိုင်ဘူး။ ခင်မော်လည်းအဲ့ဒီချိန်ကမတင်ကဖြစ်နေပုံပေါ်ပါရီကြားပြင်မျက်လုံးလေးတွေကလည်းဝိုင်းဝိုင်းလေနေတယ်လူပြတ်တဲ့တဏီယာလေးရောက်ရောကားကိုလမ်းမကြီးပေါ်ကနေဒေါ်ရန်တခုရှိတဲ့ဘက်ကိုချိုးဝင်လာတယ်ခင်မော်ဟာအချိန်နေမှန်ကို ရိမ့်မိလို့ထင်ပါရီကားပေါ်ကခုံချမယ်လို့တင်ဒါကိုကိုအောင်ဝင်းကဆွဲထားရတယ်တောအုပ်လေးတွေရောက်တာနဲ့ကားဟာရက်သွားပြီးနှစ်ယောက်စလုံးအောက်ကိုဆင်းလာကြတယ်ကိုအောင်ဝင်းနဲ့ခင်မော်တို့လည်းဆင်းခိုင်းကြတယ် အောက်ကိုရောက်တာနဲ့တယောက်ကခင်မွန်ကိုချုပ်လိုက်တယ်။ခင်မွန်ဟာကြောက်လွန်းလို့အော်မယ်လဲလို့ရောဟိုလူကခင်မွန်မျက်နှာကိုလက်သီးနဲ့ထိုးလိုက်တယ်။ဗလာကောင်းတဲ့လူတယောက်ရဲ့လက်သီးတံကြောင့်ခင်မွန်လဲကြသွားတယ်။အဲ့ဒီခါမှခင်မွန်ဟာသွေးယူသွေးတန်းနဲ့လူလဲနေရှာတယ်။ဒါကိုနောက်တယောက်ကကိုအောင်ဝင်းကိုလက်သီးနဲ့ထိုးလိုက်ပြီးဟိုလူရှိရာကိုသွားတယ်။ပြီးတော့ခင်မွန်ကိုဝိုင်းချုပ်ကြပြီးလေဘင်းကိုညှစ်ကြတယ်။ကိုအောင်ဝင်းကဒါကိုမြင်တော့ တွေးယူတွေးတန်းနဲ့ထပြေးမလို့လုပ်တယ်။ဒါပေမဲ့ဟိုလူတွေကအတော်ကြွန့်ကျင်ကြတယ်။ကိုအောင်ဝင်းကိုဝိုင်းချုပ်ကြပြီးဝိုင်းထိုးကြကြိတ်ကြလှုပ်ပြီးမှဒီတိုင်းထပြီးတော့ထွက်သွားကြတယ်။တကယ်တော့ကိုအောင်ဝင်းကလည်းအလိုတူအလိုပါဆိုတာရဲကသိပါတယ်။ဒါကြောင့်သူ့ကိုဖမ်းလိုက်တယ်။နောက်ပိုင်းမှာမျက်နှာစိမ်းနှစ်ယောက်ကိုဆက်ပြီးတော့စုံစမ်းနေ။သူတို့စီးလာတဲ့ကားနံပါတ်ကိုကိုအောင်ဝင်းကပြောတယ်လို့လိုက်ပြီးစုံစမ်းကြတယ်။တေချာတာကတော့ကားဟာ မန္တလေးကမဟုတ်ဘဲဖြစ်သည်။ဒါကြောင့်ခင်မွန်းကိုတတ်တဲ့တရားခံအောင်ကိုအောင်ဝင်းလုံးဆက်တွေခင်းပြီးပြောနေပြီမေ။ကိုအောင်ဝင်းတယောက်တည်းကပဲခင်မွန်းကိုတတ်တယ်လို့ယူဆကြတယ်။အဲ့ဒီလိုတရင်နဲ့ရုံရဲဆန်ခတ်ဖြစ်ကြရကကိုအောင်ဝင်းမှာအညိုမဲ့ဆွဲလာတာလေးဖြစ်နိုင်တယ်လို့ယူဆတယ်။ကိုအောင်ဝင်းကိုဖမ်းထားရင်ဆွဲချက်မတင်နိုင်သေးပဲတတ်တဲ့ခိုင်လုံအောင်ရဖို့သူတို့အမျိုးမျိုးစစ်တယ်။ခွင်းဆက်တွေကိုလည်းလိုက်တယ်။အဲ့ဒီအမှုဟာနှစ်လကျော်သုံးလလောက်ရောက်လာခဲ့တယ်။ ဒီတော့နောက်ဆုံးကိစ္စမှာကိုရင်ပါဝင်ခဲ့တဲ့ကိုအောင်ဝင်းကိုပဲဆွဲချက်တင်နိုင်အောင်ကြိုးပမ်းကြတော့တယ်။ဒီတော့မှပဲမမျော်လင့်တဲ့ဖြစ်ရက်တွေကပေါ်လာတယ်။တရားကိုနှက်ဆောင်နေပြီပြောမလား။ကြာဝင်တည်တဲ့ပြည်သူရဲ့ကူညီမှုပဲပြောမလား။အဖြစ်ကတော့ဒီလိုပါ။ကြီးမြတ်တိုင်းမှာရှိတဲ့ရက်ွက်တကူကဈေးကလေးမှာဟင်းဒီဟင်းရွက်ရောင်းနေမဆိုင်မြဆိုတာရှိတယ်။မဆိုင်မြဟာအခုခေစားနေတဲ့မူခင်းတွေနဲ့ပတ်သက်ပြီး ဖော်ပြနေတဲ့သတင်းစာတွေကိုဖတ်လိဖတ်တာရှိတယ်။အစ်စ်တော်ဝယ်ဖတ်တာမဟုတ်ဘူး။ဒါကြောင့်ကိုငါးချက်ပေးရတဲ့အပတ်ကျော်လကျော်သတင်းတွေကိုဖတ်တာပါ။အဲ့ဒီအထဲကမှုခင်းတွေကိုစိတ်ဝင်စားတတ်တယ်။ပြီးတော့ကုံစိမ့်သာရောင်းနေတယ်။အင်္ဂလိပ်စာကိုလည်းမတောက်တခေါက်ဖတ်တတ်တယ်။အထူးသဖြင့်နာမည်တွေကိုပါ။မာစိမ့်မြဆိုတဲ့နာမည်ကိုစလုံးပေါင်းထက်တယ်လို့တခြားနာမည်တွေကိုလည်းစလုံးပေါင်းထက်တယ်။ဒီနေ့မနက်မှာတော့သူ့စီကို လာနေကြောင် တို့တို့ဆိုတဲ့အမျိုးသမီးတယောက်ဈေးလာဝဲတီဆက်ဆက်ဆူဆူလှုပ်တက်တဲ့မဆိုင်မြဟောင်းတို့တို့လက်မှာပတ်ထားတဲ့နာယီကို စိတ်ဝင်စားသွားမိတယ်။ဒါကြောင့်မေးကြည့်တော့ငโกကမှခက်ကြွားကြွားလှုပ်ချင်နေတို့တို့ဟာသူ့နာယီကဘလောက်ကောင်းကြောင်ချွတ်ပြားတယ်။တို့တို့ပြောတဲ့အတိုင်းနာယီကတိတ်ကို ထူးခြားပြီးဆွဲဆောင်မှုရှိတယ်။ပြီးတော့လက်ပတ်ကျိုးပေါ်ကအင်္ဂလိပ်လိုရေးထားတဲ့ခင်မွန်ဆိုတဲ့စက်လုံးလေးကိုလေတွေးလိုက်ရတယ်။တိုက်ဆိုင်နေပေပြောမလား။ စောစောကသူဖတ်ထားတဲ့မူခင်းသတင်းစာထဲမှာဖြစ်ခဲ့တဲ့လူတက်မှုအကြောင်းအလောင်းပုံရေတေသူဟာခင်မွန်ဖြစ်ကြောင်းဖတ်ထားမိတာကိုဒါနဲ့ပသက်လို့ကတော့မစိမ့်မြကိုဘသူကမှမတိုက်တွန်းရဘူး။ကုံစိမ့်ရောင်းပေမဲ့တူတူရဲ့ယောက်ျားခင်မောင်ဆိုတဲ့ကောင်က လူမိုက်ဆိုတာသိတယ်။မကြခဏအဖန်စီခံရတာလေးသိတယ်။ဒီတော့ဖြစ်လို့ကဖြင်းငါပေါ့။သူနဲ့ခင်နဲ့နေထိန်တက်ကြကြီးကိုအောင်ဖြူကိုပြော့ပြရတယ်။ဒါဟာ ဇက်ကောင်းကိုကင်လှုပ်လိုက်တဲ့သဘောပါ။ဟိုကလည်းရဲပြီးပြီးအမှုကိုဆက်ဆက်ပြီးဇက်စင်းလိုက်လာတာ။နောက်ဆုံးတော့လူစိုးခင်မောင်နဲ့အောင်ထုံးဆိုတဲ့လူစိုးနှစ်ယောက်ကိုမန္တလေးကခင်မွန့်ကိုတတ်မှုနဲ့ဖမ်းလိုက်တော့တယ်။တတ်သိကံပစ္စည်းနဲ့တူဖမ်းလိုက်တာမို့လူစိုးနှစ်ယောက်မှာဖြောင်းချက်ပြီးရတယ်။သူတို့တတ်တာပါတဲ့။ပြီးတော့သူတို့ကိုရန်ကုန်မြို့နားကပဲတော်မကြမြို့မကြမာနေတဲ့ကျွဲဝချမ်းသာသူမတစ်တင်ဝေးဆိုတာကငွေပေးပြီးတက်ခိုင်းတာလို့ထွက်ကြတယ်။ တကယ်တော့မာတင်တင်ဝေးဆိုတာကိုအောင်နိုင်ရဲ့မယားကြီးပါ။သူတို့အိမ်နောက်သက်၁၀နှစ်အတွင်းမှာလင်မယားနှစ်ယောက်အမျိုးမျိုးအဆင်မပြေဖြစ်ခဲ့ကြရာကကိုအောင်နိုင်ဟာနောက်ဆုံးမှရန်ကုန်ကနေအစားဖြောက်ပြီးမန္တလေးကိုထွက်လာတာဖြစ်တယ်။မာတင်တင်ဝေးနဲ့တာသမီတယောက်မှမထွန်းကားတာမို့ပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့။မာတင်တင်ဝေးတို့ရဲ့အိမ်နောက်စုအတိုင်းဝိုင်းကိုစိတ်နာနာနဲ့ထွက်ခဲ့ရာကခင်မွန်နဲ့တွေ့ကြတာပါ။ ိုအောင်နိုင်ကတော့ဒီကိစ္စကိုအေးအေးဆေးဆေးပဲသဘောထားခဲ့တယ်။ဒါပေမဲ့မာတင်တင်ဝေးဆိုတာကငွေကြေးချမ်းသာကြွယ်ဝသူဆိုတော့ဒီကိစ္စတွေကိုမိကိုကြွလျှောက်လိုက်လာရင်နောက်ဆုံးမှာအခုလိုလူမိုင်းနှစ်ယောက်ကိုငွေတွေပုံပေးပြီးခင်မွန့်ကိုအသက်ခိုင်းတာဖြစ်တယ်။ဒါလောက်ငွေတွေရထားတာကိုပဲလောဘမတက်နိုင်တဲ့လူဆိုးနှစ်ယောက်ပြီးပြီးခင်မောင်ဟာခင်မွန့်ရဲ့လက်ကချွတ်ယူလာတဲ့나이လှလှလေးကိုသူမိမတိုးတိုးကိုပေးခဲ့တယ်။ တူတူကလည်းခက်ကြွားကြွားဆိုတော့နောက်ဆုံးမှဂုံစိမ့်ရောင်းနေပြီမေဗဟုတုတခမများများဆက်ဆက်ဆူဆူလှုပ်တဲ့ပြီးတော့မှုခင်းတွေကိုလည်းစိတ်ဝင်စားတတ်တဲ့မာစိမ့်များနဲ့တွေ့လိုက်တဲ့အခါမှာတော့ရိုးရိုးအာအနဲ့သဘောထားဖြူစင်လာတဲ့ခင်မွန့်ကိုရရက်ဆက်ဆက်တက်လိုက်တဲ့တရခန်းတွေဟာဥပရိရဲ့သားကောင်တွေဖြစ်ကြကုန်မှာရောဒီလူတိုက်မှာသူ့ကိုယ်သူငွေရှင်ကြီးရှင်ဆိုပြီးဘာမှဖြစ်နိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့ကြတယ်။မာတင်တင်ဝေဒီယောက်ကတော့ ပြည်ထောင်အကြီးမားဆုံးခံလိုက်ရတာဖြင့်တရားကြစရာကောင်းလာပြီ။စာရေးသူဆရာကြီးကိုလေဂျေဇုတင်ပါရီ။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါလိမ့်ရှင်။နားစင်အားပေးကြတဲ့တအူးကြောက်ချင်းစီတိုင်းကိုဂျေဇုတင်ပါရီရှင်။